ရိသတ်ကြီးရဲ့အပိုင်းနဲ့ဇလန်းလေးအစမှာတော့လင်းနီယာတယောက်ရေမိုးချိုးတန့်စင်ကြီးလုံနေခဲ့တယ်။ရေချိုးနေရင်အကိုတော်ကမထင်မှတ်ထားလောက်အောင်ကောင်းတဲ့လူတယောက်ငါ့ကိုခန္ဓာကိုယ်ယူမယ်ထင်တာ။အခုတော့ထင်ထားသလိုမဟုတ်ပဲညီမလေးတယောက်လိုဖြူစင်စွာဆက်ဆံနေ။တိတ်ကိုသဘောကျစရာကောင်းတဲ့ဝင်းပလွေမျိုးနဲ့ခေါင်းဆောင်ပီတာပါတယ်လို့တွေးနေခဲ့တယ်။ခဏနေတော့ရန်ရုပ်အဖွဲတွေဟိုးမျိုးနယ်စုကိုကျူးကျော်ဖို့စူးစမ်းနေတဲ့တစ်ဖက်အင်အားကြီးတစ်ဖွဲ့တွေကိုသွားရောက်နှိမ်နှင်းပါတော့တယ်။ ရန်တို့ကကြိုတင်စစ်ကျင်ညာထားခြင်းမရှိပဲရုတ်တရက်စကန်းချနေတဲ့ရန်သူတွေကိုကျူးကျော်တာဖြစ်တယ်။အင်းအားနည်းနည်းလေးနဲ့မြင့်တက်ပဲပါပြီးကျူးကျော်ဝင်ရောက်တိုက်ခိုက်လာတဲ့ရန်တို့တပ်ဖွဲ့တွေကိုကြည့်ပြီးရန်သူခေါင်းဆောင်ကအံ့ဩနေကြတယ်။ဘလို့များအင်းအားနည်းနည်းလေးနဲ့မြင်းပေါ်ကနေဟန်မပြက်တိုက်ခိုက်နေကြလေ။တိတ်ကို ထူးဆန်းပါလားလို့ပြောနေကြတယ်။အဲ့တော့သူ့တပ်သားတွေကိုမင်းတို့ရန်သူကကြိကတာထူးဆန်းတယ်ဆိုပေမဲ့အင်းအားတော့နေတယ်။စိတ်အေးအေးထားတိုက်ခိုက်ရင်နိုင်နိုင်နေတတိယတိုက်ခိုက်ချက်ဆိုပြီးအမိတ်ပေးခဲ့ပါတယ်။ တဖက်ဟူကောင်းဆောင်ကရန်တို့ကတဖန်ပြန်လဲစစ်ဆင်ပြီးတိုက်ခိုက်ဖို့လုပ်နေတော့ရန်ကထွက်သွားခဲ့ပါတော့တယ်။ဟူကောင်းဆောင်လည်းဒေါသထွက်သွားပြီးအဲ့မလောက်လေးမလောက်စားလေးကငါတို့ဟူတပ်ဖွဲ့ကိုရန်လာစတာလား။မခံကျင်အောင်လာလုတာလားဆိုပြီးဒေါသတွေထွက်နေခဲ့တယ်။ခေါင်းဆောင်ရန်ကတော့ဟူတပ်ဖွဲ့ကိုဖျို့ဖျဲဖြစ်အောင်လုပ်သွားတာလို့ခေါင်းဆောင်တော်တော်လေးဒေါသတွေထွက်နေခဲ့တယ်။ဟူမျိုးနွယ်စုဆိုတာကလည်းစစ်တီအင်အားအများဆုံးပိုင်ဆိုင်ထားတဲ့မျိုးနွယ်စုဖြစ်တာကြောင့်ရန်ကအခုလိုတသားနည်းနည်းလေးနဲ့ရန်လာစတာကို ခံပြင်းနေတာဖြစ်တယ်လို့သတင်းလာပေးခဲ့တယ်။ခဏနေတော့လင်းနီယာလဲမြင်းကုံနီးတွေဖြစ်တဲ့ရန်တို့တိုက်ရိုက်ခိုက်ကိုသဘောကျနေခဲ့တယ်။တာမန်လူမြင်းစည်းဖို့တော့အတော်လေးခက်တာကိုရန်တို့ကမြင်းကိုအตาလေးစီးပြီးတစ်ဖက်ရန်သူကကျွမ်းကျင်တိုက်ခိုက်နိုင်တာကြောင့်တော်ယုံရေချင်းကိုပိုင်ဆိုင်ထားတာမဟုတ်ဘူးဆိုပြီးပြောနေခဲ့တယ်။ပြီးတော့ဟိုတနေ့ကအစည်းအဝေးမှာလဲအိုနီဆာမာက အစည်းအဝေးမှာဟုံးမျိုးနယ်စုကိုမကယ်တင်ပဲကျွန်းသားသားထားမယ်ဆိုတဲ့မဟာမိတ်တွေဆုံးဖြတ်ချက်ကိုလဲဒေါသတွေထွက်ခဲ့တယ်။ အခုကဟုံးမျိုးနယ်စုကငါတို့နဲ့အဆွေတော်အမျိုးတော်တွေဖြစ်သွားပြီလာနီယာကလည်းငါညမလေးဖြစ်သွားပြီအဲ့အတွက်ဘာပဲဖြစ်ဖြစ်မျိုးနယ်စုကိုကယ်တင်ရမယ်ရန်အရင်ဆုံးမြင်းတပ်ဖွဲ့ကိုခေါ်ပြီးဟုမျိုးနယ်စုကိုသွားတိုက်ခိုင်းနဲ့ငါတို့နောက်ကနေစစ်တီအင်အားခေါ်ပြီးမနှက်မိုးတောက်ရင်ခြိတက်လာမယ်လို့အမိတ်ပေးခဲ့တယ်တခြားရန်သူတွေကိုလည်းတိုက်ပွဲမှာပါဝင်ဖို့အမိတ်ကိုစီပေးရင်အင်ဂိတ်ကိုလည်းလင်းနီယာအတွက်မြင်းနီကုန်းပြင်ထားပေးဖို့အမိတ်ပေးခဲ့တယ်အင်ဂိတ်ကလည်းမဖြစ်နိုင်ဘူး လင်းနီယာကဒီတိုင်းပြည်ကမဟုတ်တာလို့ပြောခဲ့တယ်။အဲစကားကိုအိုနီဆန်မဒေါသထွက်သွားပြီးလင်းနီယာကအခုငါညမတော်ဖြစ်သွားပြီ။သူ့အတွက်ပြင်ဆင်ပေးရမယ်လို့အမေပေးခဲ့တယ်။ပြီးတော့လင်းနီယာကိုလည်းဟုံးမျိုးနွယ်စုတွေကိုပြန်သွားပြီးတပ်သားတွေစုဆောင်းပြီးတိုက်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့အမေထုတ်ခဲ့ပါတော့တယ်။ပြီးတော့လင်းနီယာကိုလည်းဟုံးမျိုးနွယ်စုစီပြန်သွားပြီးတပ်သားတွေစုဆောင်းပြီးတိုက်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့အမေထုတ်ထားခဲ့ပါတော့တယ်။လင်းနီယာဟာလည်းအသက်အရွယ်နဲ့မလိုက်အောင်အကွက်ချတာလဲတော့ တိုက်ရိုက်ခိုက်ရင်မှလဲပါရမီရှိလုံးနဲ့အိုနီဆမ်မာကိုကြည့်ပြီးသဘောတွေကျနေခဲ့တယ်။လင်းနီယာလည်းအတွေးတွေလွန်နေတော့တပ်သားတယောက်ရောက်လာပြီးခေါင်းဆောင်ဝင်းပလွေစစ်တီတွေခြိတက်လာပြီးထွက်တွေ့ပါလို့ပြောခဲ့တယ်။လင်းနီယာလည်းချက်ချင်းသွားတွေ့တော့အိုနီဆမ်မာကလင်းနီယာအကိုတော်ရောက်လာပြီးရန်သူတွေရောက်လာဖို့ဘလောက်လိုသေးလဲလို့မေးခဲ့တယ်။လင်းနီယာလည်းတက်ကြွနေတဲ့အိုနီဆမ်မာကိုကြည့်ပြီးစကားတွေထစ်လောက်အောင်တိတ်ကိုအံ့ဩသွားခဲ့တယ်။နေဝက်လောက်မှရောက်မယ်ထင်တယ် အကိုတော်ရောက်လာတာအချိန်မီသေးတယ်လို့ပြောခဲ့တယ်။အဲ့တော့အိုနီဆန်ကလည်းဒါဆိုစစ်တီတော်တွေနေ့လယ်စာစားကြမယ်။တခွက်လောက်တောက်ချင်လဲတောက်လို့ရတယ်လို့ပြောခဲ့တယ်။လင်းနီယာလည်းအိုနီဆန်မှာစကားကိုအံ့ဩသွားပြီးအကိုတော်ခဏနေတိုက်ပွဲဝင်ရတော့မှလေ။သူတို့တောက်လို့မရဘူးလို့ပြောခဲ့တယ်။အိုနီဆန်ကလည်းရန်သူတွေကစ조사ရုံးကန်နေတော့ငါတို့ကဒီမှာအင်အားဖြစ်ကြမယ်။အစာရေစာဝါအောင်စားထားပြီးခဏအနားယူရမယ်။ဒါမှသာတိုက်ခိုက်တဲ့အချိန်ကြရင် အာမန်အပြစ်တိုက်ခိုက်နိုင်မှာလို့ပြောခဲ့တယ်။လေနီယာလည်းအကိုတော်ကအယမ်းတော်တာပဲ။အဲ့လောက်ထိတွေးတက်အကွက်ချနိုင်တာကြောင့်တိုက်ပွဲတိုင်းအလိုလိုမှာအနိုင်ယူနိုင်တာလို့ပြောခဲ့တယ်။တစ်ဖက်မှာလည်းဟုမျိုးနွယ်စုခေါင်းဆောင်ကမဲအိရတာ300တောင်ရှိပြီ။အိမ်မဲကြံတိုင်းမြင်းတက်သားတွေကလာလာတိုက်တယ်။တက်သားတွေကလည်းတိတ်ကိုအားပြက်နေပြီလို့ညီးတွားနေကြတယ်။ခဏနေတက်သားတယောက်ခေါင်းဆောင်တစ်ဖက်ရန်သူတွေခြိတက်လာပြီ။ကြီးကတော့ဝင်းပလွေမျိုးနွယ်စုခေါင်းဆောင်ပင်မတက်ထင်နေတယ်။ သူတို့ခြိတက်လာပြီလို့ပြောခဲ့တယ်။ဟုတ်ကောင်းဆောင်ကလည်းတပ်သားတွေအားလုံးအသိမြင်ဒီတစ်ခေါက်အပြီးပဲအနိုင်တိုက်မယ်လို့ကြွေးကြော်ခဲ့ပါတယ်။ခဏနေတော့အိုနီဆန်မာတို့စနစ်တကျစစ်ခင်းနေတာကိုကြည့်ပြီးဟုတ်ကောင်းဆောင်ကဝင်းဘူလေးကောင်းဆောင်မှာထူးခြားတဲ့အကြံတွေရှိတယ်လို့ကြားဝူတယ်။အခုလည်းထင်ထားတဲ့အတိုင်းပဲစစ်ခင်းနေတာစိတ်ဝင်စားစရာပဲလို့ပြောခဲ့တယ်။ခဏနေတော့ဟုတ်ကောင်းဆောင်လည်းမင်းကိုငါကိုယ်တိုင်တိုက်မယ်။အမုတ်ခြေပြစ်မယ်။လာပြီဆိုပြီးကိုယ်တိုင်ဝင်တိုက်ပါတော့တယ်။စီရထားကိုလည်းအစင်သစ်ပြင်ထားပြီး အိုနီဆမ်မာတို့ခံမှန်းထားသလိုချင်းချောက်ပါတော့တယ်။လင်းနီယာလည်းဟူကောင်းဆောင်ယုတ်တရက်ဝင်လာတာကိုကြည့်ပြီးတိတ်ကိုအင်အားကြီးတာကြောင့်ကြောက်လန့်နေခဲ့တယ်။ဟူကောင်းဆောင်ကအင်အားကြီးတာကြောင့်လင်းနီယာတပ်သားတွေကို ခနာလေးဖြုန်နိုင်ခဲ့ပြီးအိုနီဆမ်မာကလည်းမဖြစ်တော့ဘူးခနာလေးအတွင်မှာငါတို့အားနေချက်ကိုသူရှာနိုင်တယ်။ငါတို့လည်းသူ့ရဲ့အားနေချက်ကိုချပြီးအမြန်ဆုံးပြန်တိုက်ခိုက်ရမယ်လို့ပြောနေခဲ့တယ်။ခဏနေတော့အိုနီဆမ်မာက run ဝင်တိုက်တော့ တပ်သားတွေကိုပါတခါတည်းခေါ်ပြီးတိုက်လို့အမိတ်ပေးခဲ့တယ်။ရန်လေစစ်တီတော်တွေကိုခေါ်ပြီးရဲသွေးရဲမှန်အပြစ်ပြေးဝင်လာခဲ့တယ်။ဟုတ်ကောင်းဆောင်ကလည်းဗမာလေးဝင်ဘူးလေကောင်းဆောင်မင်းကိုငါတတ်မယ်လို့အော်နေခဲ့တယ်။အဲ့ချင်းရန်ကဟုတ်ကောင်းဆောင်အော်မနေနဲ့ငါနဲ့အရင်တိုက်မယ်ဆိုပြီးဝင်လာခဲ့တယ်။ဟုတ်ကောင်းဆောင်လည်းရန်ကိုကြည့်ပြီးအော်မင်းကိုငါ့ကိုထပ်ပြီးလာတိုက်ခိုက်တယ်ပေါ့။မင်းတေချင်နေတာလားလို့မေးပြီးတိုက်ခိုက်ပါတော့တယ်။ရန်လေအစပိုင်းမှာတော့တစ်ဖက်အင်အားကြီးမားတဲ့ဟုတ်ကောင်းဆောင်နဲ့ဓာချင်းရှင်လိုက်တာ အောက်ကိုပြုတ်ကျသွားခဲ့တယ်။အဲ့အချိန်ဟူကောင်းဆောင်ကလည်းဓာတ်ကိုထုတ်ပြီး run ကိုတက်ဖို့လုံနေတဲ့အချိန် run ကလည်းနောက်ထပ်ဓာတ်တစ်ချောင်းထုတ်ပြီးဟူကောင်းဆောင်ကိုတက်ပလိုက်ပါတော့တယ်။ဟူကောင်းဆောင်လည်းမသေးခင်မင်းဘာလန့်နဲ့တိုက်တာလဲလို့မေးခဲ့တယ်။ run လဲဒါကဂျပန်ကကာတာကလန့်နဲ့လို့ဖြီးပြီးခမည်းလို့တိုက်ရိုက်ခိုက်ရိုက်ကောင်းမွန်တဲ့စစ်တီတော်တယောက်နဲ့အခုလို့တိုက်ခိုက်ရတာဂုံယူပါတယ်လို့ပြောခဲ့တယ်။ခဏနေ run လဲစစ်တီတော်တွေအားလုံးနားထောင်ကြအင်းအားကြီးတဲ့ဟူကောင်းဆောင်ကို တတ်နိုင်ခဲ့ပြီဝင်းပလွေမျိုးနယ်စုအတွက်တမိုင်းမတန်းအစ်စ်ထူနိုင်ခဲ့ပြီလို့ပြောရင်အောင်ပွဲခံပါတော့တယ်။အိုနီဆန်မှာလည်းရန်လောက်ရက်ကိုကြည့်ပြီးလုံနိုင်ခဲ့ပြီအောင်နိုင်ခဲ့ပြီဆိုပြီးတော့ဂေါ်ယူနေခဲ့ပါတယ်။လင်နီယာလည်းသူတို့ဟုံးမျိုးနယ်စုအတွက်အခုလိုမျိုးအသက်ပေးတိုက်ခိုက်ပေးတဲ့ရန်ကိုကြည့်ပြီးစိတ်လည်းမကောင်းသလိုမျက်ရည်ကြားရလောက်အောင်လဲဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ဒီနေ့အိုနီဆန်မှာတို့ရေချိုးနေတော့လင်နီယာတယောက်မပြောမစုံနဲ့ဝင်လာပြီးအခုတော့ ကျမကိုလက်ထပ်ပါလို့ပြောခဲ့တယ်။အိုနီဆန်မာလည်းကြောင်သွားပြီ။ဘာလို့အခုလိုမျိုးယုတ်တရက်ပြောတာလဲလို့မေးခဲ့တယ်။ယုတ်တရက်အခုလိုမျိုးပြောတာရိုင်းနေနော်။နောက်ဆိုစကားပြောဆင်ခြင်မှာလို့တတိပေးခဲ့တယ်။ပြီးတော့မင်းကညီမတော်ဖြစ်တဲ့အတွက်အကိုတော်ကြောပြင်ကိုတန်ရှင်းပေးပါလို့ပြောခဲ့တယ်။ညရောက်တော့အိုနီဆန်မာကလင်းနီယာကိုဘာလို့လက်ထပ်ချင်တာလဲလို့မေးခဲ့တယ်။လင်းနီယာကလည်းအဲစကားကအဲ့လောက်ထူးဆန်းလို့လား။အကိုတော်နဲ့လက်ထပ်လိုက်ရင်နှစ်နိုင်ငံတန်ရောစင်တွေက ပိုပြီးခိုင်ပါပြီအင်အားကြီးမလာမလေအဲ့ဒါကြောင့်လက်ထက်ချင်တာလို့ဖြေခဲ့တယ်အဲ့တော့အိုနီဆမ်မာကလည်းမင်းကဟွန်မျိုးနွယ်စုခေါင်းဆောင်တော့ငါ့ကိုလက်ထက်လိုက်ရင် မင်းဂုံဘုံပျောက်သွားမှာလို့ပြောခဲ့တယ်လင်းနီယာလည်းအဲ့ဒါကြောင့်အကိုတော်ကကျမခင်မုန်းဖြစ်ပေးပြီးဟွန်မျိုးနွယ်စုကိုစောက်ရှောက်ပေးပါလို့ပြောခဲ့တယ်ရွမ်လည်းချက်ချင်းထလာပြီမဖြစ်နိုင်တာအိုနီဆမ်မာကငါတို့ဝင်ပလွေခေါင်းဆောင်ပဲမင်းတို့ဟွန်မျိုးနွယ်စုအတွက် ဘာလို့ခေါင်းဆောင်ဖြစ်ပေးရမှာလဲလို့ပြောခဲ့တယ်။အိုနီဆန်ကလည်းလင်းနီယာမင်းစကားတွေကဘယ်အထိရောက်နေလဲဆိုတာသိရဲ့လား။စဉ်းစားမိရဲ့လားလို့မေးခဲ့တယ်။လင်းနီယာလည်းဒီစကားကိုမပြောခင်အချင်းချင်းစဉ်းစားခဲ့တာပါ။ကျမကိုလက်ထပ်ပြီးရင်ဝင်းပလွေမျိုးနယ်စုကိုလည်းအုပ်ချုပ်လို့ရတယ်လို့ဟုံးမျိုးနယ်စုအတွက်လည်းခေါင်းဆောင်အဖြစ်နေလို့ရတယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့အိုနီဆန်မကလည်းပွင့်ပွင့်လင်းလင်းပဲမေးမယ်။လင်းနီယာငါတို့စီကဘာလိုချင်တာလဲလို့မေးခဲ့တယ်။ လင်းဒီယာလည်းကောင်းပါပြီမချွေးမကြံပြောပြပါမယ်လို့ပြောခဲ့တယ်။ဒလိအရာတံမာပြီးအင်အားကြီးတဲ့လူကိုခေါင်းဆောင်အဖြစ်ရွေးကြတာ။အိုနီဆာမာကတိုက်ရိုက်ခိုက်ရလေကောင်းတယ်လို့တော်လဲတော်တယ်။ဒါကြောင့်ခင်မိုးဖြစ်ထိုက်ပါတယ်လို့ပြောခဲ့တယ်။ဆက်ပြီးတော့လင်းဒီယာလည်းပြီးတော့ကျမက မျိုးရိုးစင်ဆက်အရာခေါင်းဆောင်ဖြစ်နေကြတာ။အဲ့ဒါကြောင့်စွမ်းရည်ရှိတဲ့အားကိုးထိုက်တဲ့ယောက်ျားသားတစ်ယောက်လိုအပ်တယ်လို့ပြောတော့အိုနီဆာမာကဖြစ်ပါမလား။မင်းတို့လှုပ်ဝှက်ချက်တွေလာပြောပြနေတယ်။ တခြားသူတွေတီးသွားရင်မင်းကောင်းဆောင်နေရာပျောက်သွားနိုင်တယ်လို့သတိပေးခဲ့တယ်။အဲ့တော့လီနီယာလည်းခမဲတော်ကကျမကိုချစ်လွန်းလို့သူဆက်ခံတဲ့နေရာကိုပေးခဲ့တာ။အဲ့ဒါကြောင့်လည်းခေါင်းဆောင်နေရာနဲ့ပတ်သက်ပြီးမကျေနပ်တဲ့လူတွေအများကြီးကြုံခဲ့ရတယ်။ကျမကအင်အားနည်းပေမဲ့ခမဲတော်ချစ်တဲ့ဟုံးမျိုးနွယ်စုကြီးကိုကာဝယ်ပေးခြင်းနဲ့အကောင်းဆုံးလုပ်ပေးခြင်းနဲ့ဒါကြောင့်အင်အားကြီးပြီးစွမ်းဆောင်ရည်မြင်မာတဲ့အကိုတော်ကကျမကိုလက်ထပ်ပြီးဟုံးမျိုးနွယ်စုကိုဥဆောင်ပေးပါလို့ပြောခဲ့တယ်။ အခုတော့အတွက်ကျမကအကောင်းဆုံးဘီရင်မတယောက်မဟုတ်ပေမဲ့အကောင်းဆုံးအလုပ်ကြွေးပြုတ်နိုင်ဖို့ကြိုးစားပါမယ်ဆိုပြီးပြောခဲ့တယ်။အိုနီဆန်မှလည်းလင်းနီယာစကားလေးဆုံးရောဘာပြောရမှန်းမသိဖြစ်နေခဲ့တယ်။ခဏနေတော့ဖန်နီရှာကလည်းညီမတော်အခုကိစ္စကချက်ချင်းဆုံးဖြတ်လို့မရသေးဘူး။အဆွေတော်ရင်နဲ့တိုင်ပင်ရအောင်မယ်။ခဏလေးစောက်ပေးပါလို့ပြောခဲ့တယ်။နောက်တစ်နေ့အောင်မွေးအောင်ချင်းကျင်းပဖို့အတွက်အိုနီဆန်မှတို့ပြင်နေတော့ဖန်နီရှာကလက်ထပ်မှလာလို့မေးတော့ ။အိုနီဆန်မာကမပြည့်နိုင်တာသိနေတာပဲ။အခုအချိန်ကဟိုမျိုးနွယ်တွေကိုအမြင့်ဖြတ်ဖို့အကောင်းဆုံးအချိန်။နောက်ပြီးအင်အားကြီးမျိုးတွေကိုဆက်သိမ်းပိုက်ပြီးအုပ်စိုးသူအဖြစ်လမ်းဖွင့်ဖို့အကောင်းဆုံးအချိန်။အဲ့အတွက်အများကြီးပြင်ဆင်ရအောင်မယ်လို့ပြောခဲ့တယ်။ခဏနေတော့ဖာနီချာဘာလို့လင်နီယာနဲ့လက်ထပ်ဖို့အသေးအတန်တွန်းအားပေးနေတာလဲလို့မေးခဲ့တယ်။လင်နီယာလည်းဟိုမျိုးနွယ်စုကြီးကိုအုပ်ချုပ်ရမှာလေ။သိကြတာကဘေးနားကတိုင်းပြည်တွေကိုလည်းတိုက်ခိုက်ရမှာ အကြရင်အိုနီဆာမကဘာမျိုးကိုပြန်လို့ရပြီလို့ပြောတော့အံဩသွားခဲ့တယ်။လက်မထက်စီကျင်ပေမဲ့အိုနီဆာမဆန္ဒတွေကိုဖြည့်ဆည်းပေးကျင်ပါတယ်လို့ပြောခဲ့တယ်။အိုနီဆာမကလည်းမဖြစ်နိုင်ဘူး။တိုင်းပြည်အတွက်အများကြီးလောက်ကအောင်မှာအဲ့အတွက်ဖန်နီရှာကိုအားကိုးမယ်။လက်မထက်ရဖို့ဆောင်ရွက်ပေးပါလို့ပြောတော့ဖန်နီရှာလည်းဝမ်းသာသွားခဲ့တယ်။ဒီနေ့တိုင်းတစ်ပါးကရန်သူတွေရောက်လာပြီးတိုင်းပြည်၃ဦးလောက်ကိုတင်ပိုက်နိုင်ခဲ့တဲ့ဝင်းပလေးခေါင်းဆောင်ကိုလာရှာပါတော့တယ်။ကေပရိသက်ကြီးတို့ရဲ့ နောင်လာမယ့်အပိုင်း၃လေးမှာတော့အိုနီဆန်မာတယောက်တစ်ဖက်ကကျူးကျော်လာတဲ့ရန်သူတွေကိုဘယ်လိုစစ်ခင်းအနိုင်ယူသွားမလဲဆိုတာကတော့ဆက်လက်ဆော့မြို့ကြီးရှုကြပါအောင်နော်